လူစားလဲမှန်ကန်မှုတွေနဲ့တူစိန်ကျင်းဘက်ကွင်းမှာဖိုးတန်၃မှတ်ကိုအနိုင်ရယူနိုင်ခဲ့တဲ့ဆင်မြန်းကြီးတင်အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကစူပါဆန်ဒေးညမှာဆိုလို့ရှိရင်တော့အာဆင်နယ်တင်းခေါ်ဆင်မြန်းကြီးတင်ဟာမှတ်ကြားတင်းလို့ခေါ်တဲ့နယူကာဆယ်တင်းရဲ့အိမ်ဝင်ဖြစ်တဲ့စိန်ကျင်းဘက်ကိုသွားအောင်ရင်ဆိုင်ကစားခဲ့ရတာပဲဖြစ်ပါတယ် ။ချန်ပီယံနီသင်းတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ညူကာဆယ်သင်းဟာတိုက်စစ်ပိုင်းနေရာမှာဝူမေးအန်တိုနီဂေါ်ဒန်မာဖီတို့တွဲပတ်နေတူပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်။ချန်ပီယံနီသင်းဟာဆိုလို့ရှိရင်စိန်ကျင်းပတ်သင်းကိုတောင်းရင်ဆိုင်ကစားရလေးရှိတိုင်းရုန်းကန်ရတာဖြစ်ပြီးတော့၃ဂိမ်းဆက်တိုက်ကိုအနိုင်မရရှိခဲ့တာပဲဖြစ်ပါတယ်။ဒီနေ့ညပွဲစဉ်မှာဆိုလို့ရှိရင်တော့အစီအမြင်ဤသင်ဟာကုတို line နဲ့ပဲပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ တိုင်းစစ်ပိုင်းနေရာမှာဒဏ်ရာပြဿနာကနေပြန်လဲတက်တန်လာတဲ့စာခါတောင်မှမှပြန်လဲပေါဝင်လာခဲ့ပြီးတော့ကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင် Declan Rice, Zubi Mandi, Isto တို့ပြန်နေတူတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ပြင်မြင်ဤသိရဆိုလို့ရှိရင် Newcastle တင်းရဲ့အင်ကွန်းကိုသွားအောင်ရင်ဆိုင်ကစားရလေးရှိတိုင်းရုတ်ကန်ရတာဖြစ်တဲ့တော့ကြောင့်မို့လို့ပထမပိုင်းမှာဆိုလို့ရှိရင်လည်းရုတ်ကန်ခဲ့ရတာပဲဖြစ်ပါတယ်။ပထမပိုင်း33နှစ်ရောက်မှာဆိုလို့ရှိရင် Asian Newcastle တင်းဟာတောင်းကံပေါ်ရရှိခဲ့ပြီးတော့အဲ့ဒီတောင်းကံပေါ်ကနေမှတစဉ်ဖြတ်တင်ပေါ်ကို Ultimate က ခေါင်းတိုက်သွင်းယူခဲ့ပြီးတော့ပထမပိုင်းမှာဆိုလို့ရှိရင်ငတ်ကြားသိန်းဟာစင်မြင်းဤသိန်းကိုဝမ်းစည်းဆိုတဲ့ရလက်နဲ့အနိုင်ရယူ